မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းထောက်ကျမ်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီအုပ်စုပိုင်းမြန်မာဘီယာဆက်ယုံအနီးမှာမေလ19ရက်နေ့ည9:00နာရီဝန်းကျင်မှာမီးလောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုပိုင်းမြန်မာဘီယာဆက်ယုံနဲ့ CP ဆက်ယုံအနီးကိုင်းတော်မီးလောင်နေပြီးတော့လက်ရှိမှာ level 1အဆင့်မီးလောင်မှုဖြစ်တယ်လို့သိရပါဗျ။မြန်မာဘီယာဆက်ယုံတွေကအိမ်နေနဲ့ကအရန်နှီးပါတယ် ။မင်းမြေကန်ဒေသခံတွေကအကူအညီတောင်းခံလို့လဲကူးမြို့နယ်ကြက်ချီနီတူနာပြူတပ်ဖွဲ့လဲထွက်သွားပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။စစ်ကောင်စီအုပ်စုပိုင်းမြန်မာဘီယာကိုတော်လိုင်းအင်အားစုများကဝိုင်းကော့ပြုတ်လုရန်တောင်းဆိုထားပြီးတော့တော်လိုင်းတပ်များကမကြာခဏတိုက်ခိုက်နေတဲ့စက်ယုံဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့အရခတက်တော် AA က ဘူးသီးတောင်တမြို့နယ်လုံးကစီကောင်စီတပ်ဆက်ခန်းတွေကိုမေလ18ရက်နေ့မှာတိမ့်ပိုက်လိုက်ပြီးဖြစ်တာကြောင့်အခုဆိုရင်ရခိုင်ပြည်နယ်မှာအေအေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်ပေါင်း6မြို့နယ်အထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း18မြို့နယ်ရှိတာကြောင့်ပြည်နယ်ရဲ့တဝက်ကျော်ကိုတိမ့်ပိုက်ပြီးရှစ်မြို့နယ်ပဲကျန်မာတော့တယ်။ဒါတော့မှဘူးသီးတောင်နဲ့ကက်ရက်တီရှိနေတဲ့မောင်တော်မြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်ဗျူဟာတစ်ခုနဲ့ရဲတပ်ရင်း9ရင်းပဲကျန်မာတော့တယ်။အဲ့ဒီစခန်းတွေကိုလည်းအေအေကပိတ်ဆို့ဝန်းရံထားပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်မကြခင်မှာမောင်တော်မျိုးနဲ့ဟာအေအေသိမ့်ပိုက်ထိမ့်ချုပ်နိုင်ပါလိမ့်မယ်ဒါအပြင်အေအေကနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတီရှိရာအန်းနဲ့တန်တွဲမျိုးနယ်တွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ဒါကြောင့်လက်ရှိမှာစစ်ကောင်စီရဲ့ထိမ့်ချုပ်မှုအောက်မှာကြန့်ရှိနေသေးတဲ့မျိုးနယ်ရှစ်မျိုးနယ်ဖြစ်တဲ့စစ်တွေးမောင်တော်ကြောက်ဖြူအန်းမန်အောင်တောင်ကုတ်တန်တွဲဂွားတို့ဟာအေအေရဲ့အားကောင်းလာတဲ့ထိုးစစ်ဆင်မှုတွေကြောင့်အရခတတ်တော်အေအေရဲ့သိမ့်ပိုက်ထိမ့်ချုပ်မှုအောက် ဘယ်တော့ရောက်လာမလဲဆိုတာကိုရည်တွက်နေရတဲ့နေဆွဲတွေဖြစ်လာခဲ့ပါတယ်။ AA ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာညီနောင်မဟာမိတ်တွေနဲ့အတူ1027ဆစ်စင်ရေးကို2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေစတင်ပြီးချင်းပြည်နယ်ပလောက်ဝမြို့နယ်နဲ့ရခိုင်ပြည်နယ်ပေါတောမြို့နယ်စတဲ့ဒေသတွေမှာစတင်ပြီးတော့ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်6လဝန်းကျင်အတွင်းမှာချင်းပြည်နယ်ကပလောက်ဝမြို့နယ်တစ်ခုလုံးအပါအဝင်မြို့နယ်10မြို့နယ်ကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထန်းတော်မရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်က၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၈ရက်နေ့မွန်းလွဲ၂နာရီကမှနထိုးကြီးမြို့နယ်ထန်းတော်မကြေးရွာအတွင်းမှာတပ်ဆွဲလာတဲ့အင်အား၄၀ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့များက drone လက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်တိုက်ခတ်ရာ ထိတွေ့တိုက်ပွဲတနအိကန့်ကြောင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က၃ဦးသေဆုံးက၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုက်တပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄တိုက်ရင်နဲ့အတူမဟာမိတ်တပ်ဖွဲ့များဖြစ်ကြတယ်။မြင်းကြံခရိုင်တိုက်ရင်၁တိုက်ရင်၂တိုက်ရင်၃တိုက်ရင်၈မြင်းကြံမြို့နယ်ပကဖနထိုးကြီးမြို့နယ်ပကဖတောင်သာမြို့နယ်ပကဖနဲ့မလိုင်မြို့နယ်ပကဖတို့ကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အိုးဘိုထောင်မှာအကျဉ်းသားတွေအဆမတန်များပြားနေပြီးတော့အမျိုးသမီးအဆောင်တွေမှာညအိတ်ဆေးရနေရာလွတ်မရှိတဲ့အတွက်ကြက်ညက်ပြီးတော့ထပ်ပြီးအိတ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရာသီဥတုပူပြင်းတဲ့အချိန်မှာအကျဉ်းအောင်အတွင်းမှာလူတွေပိတ်ကြက်ညက်နေလို့အပူဒဏ်ကိုပုံပုံခံစားနေရပြီးတော့ငရဲကြတယ်လို့ဖြစ်နေတယ်လို့အကျဉ်းကြနေတဲ့သူတွေနဲ့နီးစပ်တဲ့သူတွေကပြန်လည်ပြောပြခဲ့ပါတယ်အိုးဘိုအမျိုးသမီးထောင်ပတ်မှာအကျဉ်းသားဥယျာဉ်အဆမတန်များပြားနေပါတယ် အပတ်စဉ်အကျဉ်းသားတွေကတိုးလာပြီးတော့အထဲမှာမဆန့်တော့တဲ့အနေအထားတွေကိုဖြစ်နေပါတယ်။ညအိယာဝင်တဲ့အချိန်မှာတယောက်နဲ့တယောက်ထပ်ပြီးတော့အိတ်နေရတယ်။အယမ်းပူတော့အကျဉ်းသားတွေမှာငရဲကြတယ်လို့ခံစားနေရတယ်လို့သတင်းပို့ပါတယ်။အဲ့ဒါကအမျိုးသမီးထောင်ဘက်မှာပါလို့မန္တလေးဥပုထောင်အတွင်းအခြေအနေကိုအကျဉ်းကြခံနေရတဲ့မိသားစုဝင်တွေကပြန်လည်ပြောပြခဲ့ပါတယ်။ တာမန်အခြေအနေမှာလူတယောက်သာထားတဲ့အိုးဘူထောင်တွင်ကအမျိုးသမီးအဆောင်တွေမှာလက်ရှိမှာလူ150ဝန်းကျင်အထိရှိနေပြီးတော့ထပ်ခိုးပါတဲ့အဆောင်တွေမှာလူ200လောက်အထိကိုမဆက်မပြတ်ထည့်ထားတယ်လို့ဆိုပါတယ်ပုံမှန်တခန်းကို130 120ဝန်းကျင်ထားတယ်အဲ့ဒါတော့မှတော်တော်ချက်တဲ့အနေထားပါခြေချင်းကောင်းချင်းဆိုင်ပြီးတော့အိပ်ရတယ်အခုက150ဝန်းကျင်အထိထားတော့တော်တော်ကိုစိုးရတဲ့အခြေအနေပါထပ်ခိုးပါတဲ့အခန်းတွေဆိုရင်200ဝန်းကျင်အထိကိုထားပါတယ်မန္တလေးအိုးဘူထောင်တွင်ကအမျိုးသားထောင်တွေဘက်မှာတော့ နေရထိုင်ခင်းထက်ရေရှားပါတဲ့ပြဿနာကပုံမဆိုးဝါးနေတယ်လို့အချင်းကြခံနေရတဲ့လူတွေရဲ့မိသားစုဝင်တွေကပြန်လည်ပြောပြခဲ့ပါတယ်။အမျိုးသားထောင်ပတ်မှာကအဆောင်တော်တော်များများမှာရေရှားပါတဲ့ဒုက္ခကြုံနေရတယ်။ရုပ်ဆွာအစုံအိမ်သာတက်ပြီးရင်တောင်မှရေစည်းစရာမရှိတော့တဲ့အနေအထားတွေပါဖြစ်နေတယ်။ဒါကိုတောင်ဝင်ရှိတဲ့လူတွေကလည်းမသိကြအောင်စောင့်နေပါတယ်။အခုလတွေအတွင်းမှာမန္တလေးမှာအပူချိန်စံချိန်တင်မြင့်တက်နေပြီးတော့ heat stroke လို့ခေါ်တဲ့အပူရှက်ပြီးတော့သေဆုံးတာတွေလည်းဖြစ်ပေါ်နေတဲ့အချိန် အိုးမိုထောင်တွင်းကအကျဉ်းကျခံနေရတဲ့သူတွေဟာနေရာထိုင်ခဲ့မလုံလောက်တာရေမလုံလောက်တာစတာတွေကြောင့်ဆိုးရတဲ့အပူဒဏ်တွေကိုခံစားနေရတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းတွေကမိထီလာမြို့အကျဉ်းဆောင်မှာလဲစစ်ကောင်စီအုပ်စုကရေအလုံလောက်မပေးနိုင်တဲ့အတွက်နိုင်ငံရေးအကျဉ်းသားနိုင်ကျင်းတွေရေဝယ်ပြီးတော့ချိုးနေရတယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကမေလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မြင်းကြံထောင်အပါအဝင်ပသိမ်ပြည်မြကြီးနာရန်ကုန်ကအင်းစိန်ထောင်တာဝတီပခုတ်ကူဖြာပုံဂံကော ကတာကလေးစတဲ့ထောင်းတွေမှာစိတ်ကောင်းစီကအချင်းသားတွေအတွက်တောက်ရည်တုံးရည်အလုံးလောက်မပေးတာချိုးရည်အလုံးလောက်မပေးလို့ရေကိုခွက်ရည်အတွက်အကန့်တနဲ့ချိုးရတာထောင်းတချို့မှာတော့ထုံးတက်များတဲ့ရည်နဲ့နှုံးအနယ်နှစ်တွေပါတဲ့ရည်တွေကိုတောက်တုံးနေရပြီးတော့ဝမ်းရှော့ဝမ်းပြတ်ရားနာနဲ့ကြောက်ကပ်စတဲ့အနာရောဂါတွေဖြစ်နေတယ်လို့ PBNN ကပြောဆိုထားပါတယ်စစ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ်မေလ16ရက်နေ့အထိနိုင်ငံတော်ကအ အာနာသိန်းအကြမ်းဖက်စစ်ကောင်စီအုပ်စုကဖမ်းဆီးခံရတဲ့သူ26695ဦးရှိပြီးတော့အဲ့ဒီတဲကမှ6225ဦးပြန်လည်လွတ်မြောက်လာက2480ဦးဟာအကျဉ်းအောင်နဲ့အချုပ်ခန်းတွေမှာဖမ်းဆီးခံရရဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ကြီးစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအချမ်းဖတ်စေကောင်းစီရဲ့စစ်မှုထမ်းဥပဒေမှာចောင်းသားများယာယီကင်းလွတ်ခွင့်ရမယ်လို့ဆိုထားတော်လဲအဝေးတင်ចောင်းသားတူစစ်မှုထမ်းဖို့အတွက်ဆင့်ခေါ်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းဟာ ARD တိုင်းဒေသကြီးကအသက်20ခန့်အရွယ်အဝေးတင်တက်ကသူတတိယနှစ်ចောင်းသားဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်းစီရဲ့ပြည်သူစစ်မှုထမ်းဥပဒေအခန်း3အမှတ်15ကကြီးအမှတ်စဉ်3ပါပြဋ္ဌာန်းချက်အရပညာသင်ကြားနေသူများဟာပြည်သူစစ်မှုထမ်းဆောင်ရမယ်တာဝန်က ယာယီရွှေဆိုင်းနိုင်တယ်လို့ဆိုထားပါတယ်။သို့တော်လည်းစစ်မှုထမ်းဥပဒေဒုတိယအတုခေါ်ယူမှုမှာအဝေးတင်တက်ရောက်နေတဲ့ចောင်းသားတအူးဆင့်ခေါ်ခံခဲ့ရကြောင်းကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူကပြန်လည်ပြောပြခဲ့ပါတယ်။ကျွန်တော်ကအဝေးတင်တတိယနှစ်တက်မှာလွန်ခဲ့တဲ့လပိုင်းလောက်ကစစ်မှုထမ်းဖို့ fountain ငိုင်းတယ်။ចောင်းသားပါလို့ပြောတော့ចောင်းသားလည်း fountain မေးရမယ်တဲ့။အဲ့ဒါနဲ့တင်လိုက်ရတာအခုဆင့်ခေါ်စာရောက်လာပြီ။ចောင်းသားတွေမပါဘူးမလားလို့ပြောလိုက်တော့အခုကကျွန်တော်တို့လောက်တာမဟုတ်ဘူးတဲ့။အထက်ကချပေးလိုက်တာတဲ့။ပြောကြရင်မျိုးနယ်ကိုတက်ပြောဆိုပြီးတော့ပြောတယ်လို့ အေအာဝတီတိုင်းမှာရှိတဲ့မြို့နယ်တစ်ခုကစင့်ခေါ်ခံရတဲ့အဝေးတင်ចောင်းသားလူငယ်တဦးကပြန်လည်ပြောပြခဲ့ပါဗါးအာနာတိတ်အကြံဖတ်စေကောင်းစီရဲ့စစ်မှုတမ်းဥပဒေကိုရှောင်လွဲလိုတဲ့အတွက်လူငယ်တချို့ဟာတက္ကသိုလ်တက်ရောက်ဖို့အတွက်ကြောင်းအပ်ခဲ့ကြတယ်လို့သိရပါဗျ။သို့တော်လည်းအဝေးတင်တက်ရောက်နေတဲ့လူငယ်တအုပ်ဟာဒုတိယအတုံမှာတင်စစ်ခေါ်ခံရမှုကြောင့်စည်ရင်မှာပါဝင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။စေကောင်းစီကမက်စလာအတွင်းကစစ်မှုတမ်းပထမအတုံခေါ်ယူပြီးတဲ့နောက်အခုခါဒုတိယအတုံအတွက်ရက်ကွက်များမှာလူရွေးချယ်မှုတွေပြုလုပ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးပြီးဖုန်ကြီးကြောင်တစ်ကြောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ16ရက်နေ့ည9:45မိနစ်အချိန်ကမှအကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်20တပ်ရင်းက87မမလက်နက်ကြီးနဲ့ရေပြူကန်ကျေးရွာအတွင်းကိုပစ်ခတ်ခဲ့ရာအသက်82နှစ်အရွယ် ဥမြတ်သိန်းလက်နက်ကြီးထိမှန်တေဆုံးခဲ့ပြီးတော့ရေပြူကန်ဖုန်ကြီးကြောင်းလဲလက်နက်ကြီးကြီးထိမှန်ကပျက်စီးခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမာယာ264တရင်က120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာညောင်ပင်ကြီးရွာတဲ့ရွာနဲ့ကြောက်တန်းကြီးရွာအနီးကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်ဒါအပြင်ရွှေချင်းဗျူဟာကလည်းည10:39မိနစ်ခန့်မှာ120မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာ ကျွန်းတဲစုခြေရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးခြေရွာနေအသက်68နှစ်အရွယ်ဦးဝင်းတင်လက်နက်ကြီးထိမှန်ပြီးတော့ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးကြံတဲ့လက်နက်ကြီးကြီးများဟာကြောက်တန်းခြေရွာဝိုင်းမင်္ဂလာကုန်းညောင်အိုင်ခြေရွာအနီးကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အချမ်းဖတ်စစ်ကောင်စီကခလဲလွေထူခရိုင်အတွင်းမှာရှိတဲ့ကျေးရွာများအတွင်းကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်လျက်ရှိနေတဲ့အတော့ကျေးရွာနေတကြီးရွယ်အိုများကလေးငယ်များအပါအဝင်ပြည်သူလူထုတရက်လုံးဟာစိုးရိမ်ထိတ်လန့်စွာနဲ့အသက်ရှင်နေထိုင်နေရကြောင်း သတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ